မင်္ဂလာပါ Selects Group အစီအစဉ်ကနေပြန်လည်ကြိုဆိုပါတယ်။နိုင်ငံတကာအမှုပညာရုံးဝန်တွေကထင်ရှားသူတွေရဲ့ရုပ်ရှင်ဂီတဖက်ရှင်စတဲ့အမှုပညာလှုပ်ရှားမှုတွေသူတို့ရဲ့ကိုယ်ရေးကိုယ်တာနဲ့ social media ပေါ်ကသတင်းတွေစတဲ့စိတ်ဝင်စားစရာလက်တလောအမှုပညာသတင်းတွေကိုတင်ဆက်ပေးသွားတော့မှာပါ။ Stan စံဝင်ခန်းတွေမရိုက်ကိုးခင် Twin Cruise ဘာလုပ်လို့ရှိသလဲ။ စတန်ဇန်ဝင်ကန်းတွေမရိုက်ကိုခင်တွန်ခရုစ်ဘာလို့လဲရှိတယ်လဲအန်ဒီယန်ရှိတဲ့စတန်ပြကွက်စွန်စားကန်းတွေကိုကိုရိုင်းတရုတ်ဆောင်လေးရှိသူအသက်62နှစ်အရွယ်ဟောလိဝုဒ်တရုတ်ဆောင်တွန်ခရုစ်ကစတန်ဇန်ဝင်ကန်းတွေကိုမရိုက်ကိုမီမနက်စာများများစားတတ်တဲ့အကျင့်ရှိတယ်လို့ People Magazine နဲ့အင်တာဗျူးမှာဖွင့်ရခဲ့ပါတယ်စွန်စားကန်းတွေကိုမပြုတ်လို့မီအင်အားဖြည့်တင်းထားဖို့လိုပြီးကျအုပ်ကြီးဘက်ကိုတဒါဇင်နေပါကုံလေးရှိတယ်လို့ခရုစ်ကအင်တာဗျူးမှာပြောပြသွားပါတယ်။ကျွန်တော်ကမနက်စာစားရင်တကယ်ကိုအများကြီးစားတာ ကျဲဥကြောင်ကျဲဥဆိုရင်တရာစင်နင်းနီနောက်ပြီးဝက်သားကြောင့်ကော်ဖီပေါင်မုတ်မီကေအဲ့ဒါတွေစားရလို့ခရုစ်ကသူ့ရဲ့မနက်စာအစုံလင်ကိုဖွင့်ရခဲ့ပါတယ်ခရုစ်ဟာကလေးဘဝအရွယ်မှာလင်းရင်တောင်မှပေါ်လမ်းလျှောက်သူတွေပါတဲ့ဗီဒီယိုကိုမြင်ပြီးကတည်းကစတန့်ပြုလုပ်ခြင်းနဲ့စေကူရခဲ့ပါတယ်တန်းဆုစံပြဖြစ်နေစေကမို့စွန်စားငယ်ရုပ်ရှင်တွေရက်ကူရတာကိုကြိုက်တယ်လို့ပြောပါတယ်ခရုစ်ဟာ Mission Impossible စကား series ရဲ့ရှစ်ကားမြောက် Mission Impossible The Final Reckoning အတွက် လင်းရင်စတန့်ရိုက်ကိုရင်အောက်ဆီဂျင်ပြတ်ပြီးသတိလစ်ခဲ့ပါသေးတယ်။ဒီဇက်ကောင်းကိုမေ23ရက်မှာစတင်ရုပ်တင်မှာဖြစ်ပြီးခရစ်က INF agent Ethan Hans နေရာကပြန်ပါဝင်ထားပါတယ်။ Mission Impossible series ရဲ့ထောက်ကားမြောက် Mission Impossible Fallout ရိုက်ခဲစဉ်ကလည်းခရစ်ရဲ့ခြေချင်းဝတ်ရိုးကျိုးခဲ့ပြီးအရင် Mission Impossible စကားတွေမှာဒူဘိုင်းမှာရှိတဲ့ဘတ်ခါလီဖာမိုးမျော်တိုက်ပေါ်တက်ပြမှုခုံမောင်းနေတဲ့ရထားခေါင်မိုးပေါ်ဖက်တွယ်တက်ပြမှုတို့ကအသိအေးစရာကောင်းလာပါတယ်။ ခရစ်စာအိမ်တော်၃ချိန်ကြာထားပြီးလက်ရှိမှာ၎င်းထက်အသက်20ကျော်ငယ်တဲ့ကျူဘာရွေးရှင်မင်းသမီးအန်နာဒီယာမတ်စ်နဲ့တွေ့ခုံနေပါတယ်။ရီဟာနာမှာ တတိယမြောက်ကိုဝင်ရှိနေပါပြီ။အစရာရီဟာနာက ချစ်သူ Rap အဆိုတော် ASAP Rocky နဲ့ရတဲ့တတိယမြောက်ကိုဝင်ကိုလွှဲထားရပြီဖြစ်ကြောင်းမေလ9ရက်ညပိုင်းကနယူးယောက်မှာကျင်းပတဲ့ Met Gala Fashion ပွဲကိုတက်ရောက်ရင်းပရိသတ်ကိုအသိပေးလိုက်ပြီဖြစ်ပါတယ်။အမြင်ရင်း Robin Fenty လို့ခေါ်ပြီး Riri လို့လူသိများတဲ့ Rihanna ဟာ ASAP Rocky နဲ့တားနှစ်ဦးရထားပြီဖြစ်ပါတယ်။ မတ်ကာလာကိုနောက်ဆုံးတက်ရောက်လာသူကရီရီဖြစ်ပြီးအခုနှစ်ပွဲရဲ့ဦးစားပေးကအနက်ရောင်ဖြစ်ပါတယ်။အစ်စပ်ရော်ကီကပူရဲအစီအစဉ်မူတွေကတဝူးဖြစ်ပြီး၎င်းတို့ဇုံတွဲကိုဂုံပြူးကြတဲ့အတွက်ကျေးဇူးတင်စကားလဲဆိုခဲ့ပါတယ်။ပထမတောက်ကိုအာဇတ်အေလိုနာမည်ပေးထားပြီးဒုတိယမြောက်တောက်ကိုရီယက်လို့ပေးထားပါတယ်။ ရေရီဟာကိုဝင်ရှိရဲ့တရင်ကိုအထင်ကရပွဲတွေမှာကြီးညာတက်တဲ့အကျင့်ရှိပါတယ်။ဒုတိယကိုဝင်လွှဲထားတဲ့2023ခုနှစ်ကလည်းစူပါဘိုးပွဲကျင်ဝက်ပျော်ပြေမှုမှာကိုဝင်ရှိနေကြောင်းကိုပရိသတ်ကိုသိစေခဲ့ပါတယ်။ရေရီဟာဘာဘီဒိုးနိုင်ငံရဲ့ပထမဆုံးဘီလီယံနာတတိယလဲဖြစ်ပြီး Fourth ကထုတ်ပြန်တဲ့အမေရိကရဲ့အချမ်းသာဆုံးကိုဒူးကိုချွန်အမျိုးသမီးများစီရင်မှာ၃နှစ်ဆက်တိုက်ဖော်ပြခံခဲ့ရပါတယ်။ ူပူနွေးနွေးကျင်းပထားတဲ့ဗန်ဆန်းရုပ်ရှင်ထူးချွန်စုပေးပွဲမှာဗန်ဆက်ကားတွေတရုတ်ဆောင်တွေစုရသွားတယ်လဲကြည့်ကြရအောင်ပါ။ တနစ်တာအတွင်းအကောင်းဆုံးရုပ်သံဇလန်းတွေတွင်ရုပ်ရှင်ဇာတ်ကားတွေနဲ့သရုပ်ဆောင်တွေကိုရွေးချယ်ဂုဏ်ပြုတဲ့62ကြိမ်မြောက်ဘက်ဆန်အမှုပညာထူးကျွန်စုပြည့်ရပွဲကိုမေလ9ရက်ညပိုင်းကဆိုးလ်မှာကျင်းပခဲ့ရာအကောင်းဆုံးဇာတ်ကားစုကိုမြှုံပင်ပါဝင်တဲ့ဟာပင်ကရရှိခဲ့ပြီးအကောင်းဆုံးဇလန်းတွေစုကိုအာယူနဲ့ပတ်ပုံကန်တို့ပါဝင်ခဲ့တဲ့ One Life Gives You Tangerine ကရခဲ့ပါတယ်။ရုပ်သံဇလန်းတွေပေးအပ်မှုမှာအမြင့်ဆုံး Grand Prize စုကို Coronary Class Wall ဇလံတွေကရပြီအကောင်းဆုံးဇက်ဆောင်မင်းသားစုကို The Trauma Goat Heroes on Call ဇလံတွေကဂျူဂျီဟွန်။ကျောင်းညံ The Star is Born ဇလံတွေနဲ့ဇက်ဆောင်မင်းသမီးစုကိုခင်သေးရီတို့ကရခဲ့ပါတယ်။ဇညွန်းစုအပြင်ဇက်ပုတ်မင်းသားစုကိုချွဲတဲ့ဟွန်၊ဇက်ပုတ်မင်းသမီးစုကိုရွှန်ဟင်းရန်တို့က One Life Give You Tangerine နဲ့စုခုခဲ့ပါတယ်။ ဒီဇလန်းတွဲကအားလုံးထဲမှာစုလီစုနဲ့စုအများဆုံးသိမ့်ပိုက်သွားတာဖြစ်ပါတယ်။အကောင်းဆုံးဒါရိုက်တာစုကိုတော့ Depp ဇလန်းတွဲနဲ့ဆောင်ယွန်ဟွာကရခဲ့ပါတယ်။ရုပ်ရှင်ဇာတ်ကားကဏ္ဍမှာ Grand Prize စုကို Ha Bin ကပဲရခဲ့ပါတယ်။ကိုရီးယားကိုဂျပန်နေကျဲတို့သိမ့်ပိုက်ထားစဉ်ကာလရိုက်ကူးထားတဲ့တော်လင်ရေးဇာတ်ကားဖြစ်ပါတယ်။ဇက်ဆောင်မင်းသားစုကိုပိုင်လော့ဇာတ်ကားနဲ့ဂျိုချောင်စုဇက်ဆောင်မင်းသမီးစုကိုရီဘိုဘာဇာတ်ကားနဲ့ချန်ဒူယန်ကရပြီးဒရိုက်တာစုကိုလည်းရီဘိုဘာရိုက်ကူးသူအိုဆောင်ဝုကစုခိုးယူသွားပါတယ်။ လူနှစ်တန်းကျော်လာကြည့်ခဲ့တဲ့ Lady Gaga ရဲ့ကန်းချီရှိုးပွဲမှာဖုံးခွဲဖို့အစီအစဉ်မှုတစ်ခုရှိခဲ့တာပါတဲ့မေလ3ရက်ကဘရာဇီးနိုင်ငံရီယိုဒီဂျနီရိုမြို့မှာရှိတဲ့နမဲကျော် ကိုပါကဗနာကန်းချီမှာပြုလုပ်တဲ့လီဒီဂါဂါရဲ့ရှိုးဝဲကိုပရိသတ်နှစ်တန်းကျော်လာရောက်အားပေးခဲ့ပြီးအဲ့ပွဲမှာဘုံခွဲဖို့ကြံစီထားမှုတရက်ကိုရဲတပ်ဖွဲ့ကဟန်တားနိုင်ခဲ့ပါတယ်။တရားရင်ဝင်ကြီးဌာနနဲ့ Rio de Janeiro ပြည်နယ်ရဲတပ်ဖွဲ့တို့ပုံပေါင်းတားဆီးခဲ့တာဖြစ်ပြီး၎င်းတို့အစိုးရကြံစီသူတွေကဘုံခွဲတိုက်ခိုက်ဖို့ရှိုးဝဲလာကြည့်သူတွေကိုစီးယုံခဲ့တယ်လို့သိရပါတယ်။စီစဉ်သူနဲ့စေကျော်တပ်တို့ကိုဖမ်းမိထားပါတယ်။တိုက်ခိုက်ဖို့စီစဉ်တဲ့အဖွဲ့ကကလေးတွေစေကျော်တပ်တွေ LGBTQ+ အတိုင်းဝိုင်းနဲ့ပတ်သက်ပြီးအမုန်းစကားဖြန့်ဝေထားကြတယ်လို့ရဲတပ်ဖွဲ့ကဆိုပါတယ်။စေကျော်သက်တွေအစွန်းရောက်လာရေးကိုအားပေးနေတဲ့အဖွဲ့လေးဖြစ်ပါတယ်။လေဒီကာကာရုဘက်ကဒီသတင်းကိုကြိုမသိခဲ့ပါဘူး။ကာကာရဲ့ပြောခွင့်ရှိသူက ဒီမနက်မှသတင်းတွေမှာပါလာလို့သိတာရှိုးဝဲမတိုင်မီရောရှိုးဝဲပြုတ်လုံနေချိန်မှာပါအဲ့လိုအနေနဲ့ရှိတာမသိခဲ့ဘူးအဲ့ဒါနဲ့ပတ်သက်လို့ဘယ်ရင်အာနာဝိုင်ကမှဂါဂါကိုမဆက်သွယ်ဘူးလို့တန်ဟောလိဝုဒ်ရီပေါ်တာကိုပြောပါတယ်ဂါဂါရဲ့ကန်းချီဖြိုဖြိုပွဲကိုအခမဲ့ကျင်းပခဲ့တာဖြစ်ပြီးရီယိုမျိုးရဲ့အစည်းအဝေးရေးပြန်လည်ဦးမော်လာစေဖို့ရည်ရွယ်ချက်နဲ့မျိုးရဲ့အစိုးရကအကုန်ကြခံအစီအစဉ်ပေးခဲ့တာဖြစ်ပါတယ်ပရိသတ်များပြန်လို့တဲ့အတွက်ပွဲလုံးကြုံရေးကိုအထူးစီစဉ်ခဲ့ရပါတယ်ရဲတပ်ဖွဲ့ဝင်9000ဖြန့်ကျက်ခဲ့ပြီးပရိသတ်တွေက မတန်ဒီတက်တာတွေနဲ့အစစ်ခံပြီးမှဝင်ရပါတယ်။ဒရုန်းတွေမျက်နှာကိုမှတ်သားထားတဲ့ကင်မရာတွေလည်းအသုံးပြုခဲ့ပါတယ်။ကာကာဘရာဇီးမှာနောက်ဆုံးဖျော်ဖြေခဲ့တဲ့ပွဲက2012ခုနှစ်ကပွဲဖြစ်ပါတယ်။ပွဲမှာကာကာကဘရာဇီးကိုကိုစားပြုတဲ့ဝစ်စုံတွေလည်းဝစ်ဆင်ခဲ့ပြီးကျွန်မကိုစနစ်ကျော်လောက်စောင့်လိုက်ရတယ်မလားလို့ဆိုပြီးဘရာဇီးအလံကိုကင်ပြခဲ့ပါတယ်။ နိုင်ငံကနည်းပညာရှင်တွေရဲ့လှုပ်ရှားမှုတွေသူတို့လက်တလုံးဘာတွေတွေ့ကြုံနေရသလဲဆိုတာတွေကိုစူးစီးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ရှင်းလာမယ့် Silent Scoop အစီအစဉ်မှာလည်းဘလို့သတင်းတွေကစိတ်ဝင်စားစရာ ဖြစ်မလဲစောင့်ကြည့်ဖို့ပြောရင်းနဲ့ဒီအစီအစဉ်ကိုဒီမှာပဲညံနာနေပါစီ။